ယက်မင်္ဂလာပါအာဒီနေ့တော့ကတော့ကျွန်တော်ဒီတမန်ကြီးမှာအခုကျွန်တော်အရင်နေ့တော်တော်အများကျွန်တော် free version နဲ့တောင်းလို့ရတဲ့အာတူးတွေကျွန်တော်ပြောပြတာများတာပေါ့နော်ဒီနေ့ကကျွန်တော် studio version နဲ့တောင်းလို့ရတဲ့တူးတွေပေါ့နော်အာ lesson 3ခု2ခုလောက်ကျွန်တော်ပြပြတာမှဖြစ်ပါတယ်အာအာ studio version တောင်းတဲ့လူတော်တော်ပို့ပြီးတော့အာကောင်းအောင်ပေါ့နော်ပါလာကျွန်တော် notification ပြောပြမယ်ပြီးတော့ management အကြောင်းပြောပြမယ် အာကလာဝေါ်ပါအကြောင်းကျွန်တော်အာပြောပြမှာပေါ့နော်သုံးခုတော့ကျွန်တော်ပြောပြလိုက်မယ်နော်အခုဒီနေ့ကဘာလုပ်မလဲဆိုတော့ကျွန်တော်အာကလာ notch reduction ပေါ့နော်ကျွန်တော် notch reduction ကအရန်မခက်ဘူးဗျအရန်မခက်ဘူးဗျလွယ်တယ်လွယ်တယ်အာအဲ့ဒါအဲ့ဒါနည်းနည်းပပတိလိုက်ရင်အဆင်ပြေသွားပြီပေါ့နော် okay let's go တွေ့အောင်ကြည့်အောင်လားအခုကျွန်တော်တို့ဒီ noise detection ပဲမှာရှိတယ်ဆိုတော့ဒီ color color raw ရဲ့ဒီ color mask ရဲ့ primary color queen ရဲ့ ITR ရဲ့ အာဒီမှာကအာ RGB မစ်ဆာပေါ့နော် RGB မစ်ဆာလဲဒီမှာဆိုရင်သူမှပေးထားတာ motion effect ဓမ္မန်နန်းစင်တာ noise detection ကိုခေါ်တာပေါ့နော်ဒီ noise detection မှာဘာဘာရှိတယ်ဆိုသူမှဆို temple temple ရှိရယ် special noise detection စင်ရှိတယ် motion blur ရှိတာပေါ့နော် temple noise detection မှာဆိုရင်ကျွန်တော်တိတ်ပြီးအရင်ကဟိုးအရင်ရင်ကကျွန်တော် YouTube video လောက်ရင်တော့ကျွန်တော်တော်တော်များများကျွန်တော်တုံဖြစ်တယ် ဒီနောက်ပိုင်းကျွန်တော်တိတ်မတုံးပြေကျွန်တော်တိတ်မကြိုက်တော့ဘောနော် music video မှာကျွန်တော်တုံးပြေတယ်ဘာလို့ဆိုဖြောင်းရဖြစ်တယ်လို့ကျွန်တော်အယံခံစားဖြောင်းရဖြစ်တယ်လို့ခံစားနေရတာဘောနော်ဘာလို့ဆိုတော့သူ့မှာကျွန်တော်တို့မှာရနေရင်ပြကျွန်တော်တို့ခါလေ60 frame per second နဲ့ရရတာရှိရှိရှိတယ်ကျွန်တော်24 frame per second နဲ့ရရတာရှိတယ်အဲ့ဒါကိုဒီသူ့မှာ frame တွေရွေးနေရသူ့ frame ကခါလေဟာ skin ကမမှန်နေဘူးပြတိတာကျွန်တော်တို့မှာခါလေ60 frame per second နဲ့ရရတာဆိုရိုက်ထားလို့ရှိရင်ကျွန်တော် slow motion ပြန်ချနေဟောဒီမမှန်တော့ဘူးပြတိတာ ဖြောင်းရုပ်တို့လို့ဖြောင်းရုပ်ဖြစ်နေတာပြားသိလားအဲ့လိုမျိုးလေ24 frame မှာဆန်းကကျွန်တော်တို့ကျွန်တော်တို့၃နှားတစ်ချက်သား speaker 24ဆိုရင်48ရှိမယ်တခါလေ50ရှိမယ်ကျွန်တော်ငါ48ကကင်မရာတိုင်းနဲ့မရအောင်ပြားသိလားသူ့မှာ frame rate မမှန်နေဘူး90နဲ့300ရတာဆိုတော့ frame rate မမှန်နေအဲ့ frame rate မမှန်ကျွန်တော်အရင်က A7 III နဲ့ဆိုတော့တော်တော် time ပတ်ခဲ့တယ်အဲဆိုတော့ကျွန်တော်24နဲ့ရရင်ကျွန်တော် frame rate က93ရတယ်အဲ့မျိုးပါနော်မှန်တယ်ဆို48 300ရမှာဗျာဒါပေမဲ့ဒီ နခုနောက်ပိုင်းကျွန်တော် SSD 3မှ48နဲ့တောင်းရတာပေါ့နော်ဒီအရင်ကဆိုကျွန်တော်အစ္စမန်တူနေရတောင်းက48 50နဲ့တောင်းရတာဗျအဲ့လိုတောင်းရတော့ဒီကျွန်တော်တို့ဒီတမ်ဘလိုအာ98နဲ့လောက်ရင်မမှန်နေဘူးဗျအဖြောင်းရုပ်တလို့ဖြစ်တယ်ပြီးတော့သူကျွန်တော်တို့ကြည့်ရတာကစမှုမဖြစ်နေဘူးဗျအဲ့လိုမျိုးပေါ့နော်ဒါ special အာ98နဲ့ကျွန်တော်လုံးမကျွန်တော်အခုတပိုင်းကျွန်တော် special 98နဲ့ကျွန်တော်တဘောကြတာပေါ့နော်သူ့မှာဆိုကျွန်တော် move ရှိမယ် ratio ရှိမယ် ဒါစပမ်ပါဒီ special ဒါလို့ရှိမှာကျွန်တော်တို့ဘာတုံးမှုမဆိုကျွန်တော်ပတာတုံးမှာပတာတုံးတုံးဖြစ်တယ်များတယ်ဒီနှစ်ခုကဒီ AI Ultra Ultra MR နဲ့တရားနဲ့ဆိုကောင်းတော့ကောင်းတယ်ကလစ်တိုင်းမှာတော့မကောင်းကြာတိလားအဲ့လိုမျိုး my drum my တယ်ကလစ်တိုင်းမှာမမှားဘူးအာနောက်တစ်ခုကျွန်တော်ပြောချင်တာကဒီရဲ့ noise reduction ကစက်တိုင်းနဲ့တော့အဆင်မပြေဘူးကွာအာဘာလို့ဆိုဒီကျွန်တော်တို့ RAM ဖြစ်ဖြစ် ဒါ CPU ဖြစ်ဖြစ်ရန်နိုင်တဲ့ဆက်မှာဆိုရင်ဒီ notion detection ကိုတုံးလို့အဆင်မပြေဘူးအရန်လေးတယ်တော့ကျွန်တော်ကျွန်တော်ရဲ့ M1 ကျွန်တော် M1 ကထားလိုက်ပါတော့เนาะကျွန်တော် M1 ကလည်းဒါတုံးတယ်တော်တော်လေးတယ်တော်တော်လေးလို့ကျွန်တော်ပြောလို့ရအောင်ကျွန်တော်ကျွန်တော်ဆက်နေတော်တော်လေးနေတော့ဗောနော်ဒီအာ CPU နိုင်တဲ့ဆက်မှာဆိုရင်ကျွန်တော်တို့ဒါမတုံးဘူးကျွန်တော် recommend ပေးချင်တာဗောနော်ပေးကျင်ပေးကျင်တော့ကမတုံးနဲ့ပြောလာမတုံးတဲ့အချိန်တော့ export ထောက်ရတော့တော်တော်ဆောက်ရတာဗျာဗျာโอเคဒီ ဒီကျွန်တော်ကဒီ move မှာဆိုပတာ3နဲ့ဒီ ratio မှာဆိုကျွန်တော်တို့ခါလေးအရန် noise များရင်ကျွန်တော် small million 3နဲ့လက်ကြားတော့ကျွန်တော်တိမ်မတုံးဒါမှမဟုတ်ကျွန်တော် small 3တော့ဗောနော်ဒီ luminous မှာဆိုရင် maybe 30 30 30 30နဲ့ကျွန်တော်30နဲ့15ကြားမှာကျွန်တော်တုံးတာများတာဗောနော်30နဲ့15ကြားမှာကျွန်တော်တုံးတာများတယ်အဲအဲ့ဒီလိုကျွန်တော်တုံးတာများတယ်အာ okay ဒီဒီတော့ဒါလေးပဲကျွန်တော်ဒီဒီဘက်ဆက်မမိုးရှင်းမလားမတုံးကမတုံးတာဗျာတိလားမတုံးလည်းဘာမှမဖြစ်ဘူးမတုံးနဲ့ပိုကောင်းတယ်โอเคဒီကျွန်တော်တို့ဘယ်ကနေစပြပြီးလို့ဆိုတော့ဥပမာဆိုဒါကျွန်တော်တို့ဒီ primary primary note တွေလေးခုကျွန်တော်ဒီတစ်ခုကကျွန်တော်ထောက်လိုက်မယ်ကျွန်တော် primary note တွေကျွန်တော်ဒါလေးဆို primary note ဒီ primary note ကျွန်တော်တို့အရှိဆုံးမှာကျွန်တော်တို့ထားပါမယ်ပြီးတော့ကျွန်တော်တို့ဘာလို့ဆိုတော့ကျွန်တော်ရိုက်တဲ့ကအာ notch ပါမှာပါကျွန်တော်သိပြီးသားဗျာ ီလားဒီ footage မှာဆိုရင်ဒါကတော့ကျွန်တော်24 90နဲ့ရတဲ့2ပွဲအဲ့နဲ့ရတော့ကျွန်တော် ISO ကစားတာ noise ပါနေနည်းနည်းပါးပါးပါနေ share မှာဆိုနည်းနည်းပါးပါးပါတယ်ဗျာတိလားကျွန်တော်မသိတာဘူးအဲ့လိုမျိုးကျွန်တော် ship ship app ကျွန်တော်ဖတ်ရမယ်ဒါကသူ့ရဲ့အရှိကဟိုးတခါကျွန်တော် noise ပြောလို့မျိုးဒီ no အကြောင်းကျွန်တော်ပြောလို့ ship app နဲ့နှိပ်ပြီးတော့နောက်မှဆိုရင် MR ပါနော်ဒီဟာ noise လောက်ပြီးရင်ကျွန်တော်ဟိုးအနောက်မှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ အာ chat ကြည့်အရှိမ ship app နဲ့မယ်ကျွန်တော် shopping ကျွန်တော်ပြန်တင်ပါမနော်ဒီ shopping ကကျွန်တော်ဒီမှာပြန်ဒီ shop ကိုပြန်ကျွန်တော်ပြန်တင်ပါမနော်ဒီ shop ကျွန်တော်ပြန်တင်မယ် shop ကဘာလို့ပြန်တင်မလဲဆိုတော့အရင်ကြီးဟိုဟာဖြစ်မှ shop ပြန်တင်မှာအရင်ကြီးမဖြစ်ကျွန်တော်မတင်ဘူးမနော် okay ဒါလေးကိုကျွန်တော်တို့ mr မဆိုရင်ကျွန်တော်တို့ဒီဒီမှာဘတ်တာနှိုက်လိုက်မယ်ကျွန်တော်တို့ဒါဆိုရင်ကြည့်ကြည့်လိုက်ပါနော်အဲ့တော့30တော့တင်လိုက်မယ် 30 340တော့ကျွန်တော်တိတ်30 damn 30ဒါဆိုရင် command d တိတ်မတိတာဘောနော်ဒီဖူတစ်ကတိတ်မတိတာလို့ပြောရမယ်โอเคဒီဖူတစ်တိတ်မတိတာဘောနော်ကျွန်တော်ဒီဒီဖူတစ်ကျွန်တော်ခြိုင်းမှာဘောနော်အာတိတ်တာတယ်ဗျာဒီမှာ notch အများကြီးပဲတိလားအဲ့ဒါကိုကျွန်တော်ဒီအာ mojava ကျွန်တော် special mh မှာကျွန်တော် butter နှိုက်လိုက်မယ် ညတော့30တင်လိုက်မှာဗျာ30ဒါလေးကပြောရင်ကနော်ရှိကတော်တော်ဆိုးလို့ပြောရမှာနော်ညနည်းနည်းကျွန်တော်စမောမရရင်ကမီဒီယံလောက်လိုက်မှာခဏတော့ဆောက်ရတော့ဗျာကျွန်တော်ဆက်ကအဲ့လိုဖြစ်ဒါမဲ့နည်းနည်းတော့ကောင်းသွားပြီဘယ်နှောင်းကျ before after ကြည့်ဒီနားလေးမှာကြည့် before after 그리고 저는 오늘 어, 랩자 오케이 내내 위세라면 야네 과대라 아이 병원인과 아이 때문에 조용 마디라 다 다소 저는 찌질로 오지 마 저는 찌질인데 말이 마지 before after 다지 똥석콩 아 리세라면 야스네 거는 ဒါဆို ISO အများကြီးတင်ထားတာကွာ blame ကျရ crop frame နေပေါ့နော်ဒါလေးကတော်တော် noise များတယ်လို့ကျွန်တော်ပြောရမှာပေါ့နော် noise မတရားများတယ် footage ကိုဒါလေးဒီလောက်တောင်ကျွန်တော် noise တွေပြန်ဆယ်လို့ရတာတော့ benji ရဲ့ဒါဒီဟာလေး ဖြောင်းရောက်မဖြစ်အောင်တော့ကျွန်တော်ထိန်းရတာပေါ့နော်ဒီမှာအဲ့မျိုးလေးကျွန်တော်တက်လို့ရတာပေါ့နော်အဲ့မျိုးအရင်ဒီဒီဒီ footage ကဒီလောက်ဆယ်လို့ရတာက တော်တော်လေးကိုပြောရရင်ကတော်တော်လေးကိုမစိုးဘောနော်ဒီလောက်ဆယ်လို့ရကွာတော်တော် noise များဒီ footage ကလည်းစောင်းရ noise များဒါသူ့ပွဲအိတ်နဲ့ရိုက်တယ်မှာနော်ဒါဆိုရင်ကျွန်တော်တို့သူ့ပွဲအိတ်နဲ့ရိုက်တယ်မှာကွာဒါဆိုကြည့်အဲ့လောက်ထိရောမဖြစ်ဘူးပေါ့နော်အာ full frame နဲ့ဖြစ်တယ်ဘာလို့ဆိုတော့ဒါ SH3 နဲ့ဖြစ်တော့အာအဲ့လောက်ကြောက်ရမလို့ပေါ့နော်ဒါက လမ်းမကျရဲ့ crop frame နဲ့ဆိုတော့အဲ့လိုပေါ့အဲ့လိုလာကင်မရာရောနည်းနည်းကွာသေးတာပေါ့နော် okay ဒီနေ့တော့ကတော့အာဒီလပါပဲကျွန်တော်က YouTube channel ကျွန်တော်ရဲ့ basic code ကိုနေ့တိုင်းကြည့်ရ YouTube channel ကို subscribe လုပ်ပြီးကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ပေးကြပါအားလုံးပဲကံကောင်းချင်းမြောက်ကြတဲ့ပိုင်းကြပါစေ bye bye